မင်္ဂလာပါဒီမှာဆိုရင်တော့လမ်းမဆက်တွေခက်ခဲပါတယ်ပုံမှန်မဟုတ်တဲ့အခြေအနေမှာတော့ဖားကန့်ကိုသွားဖို့ဆိုတာမလွယ်လှပါဘူးဒီနေ့ဗီဒီယိုမှာတော့1993ခုနှစ်လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကဖားကန့်ကိုပြန်ပြီးတော့သွားကြည့်အောင်ပါကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်ကဘီရိုဖိုင်ပါဘာလို့တွေ့မန္တလေးမြစ်ကြီးနားရထားကိုကျွန်တော်ကဖားကန့်ကိုဘယ်လိုတက်ရလဲဆိုတော့ဘီရိုဖိုင်လေးပါကျော်ခဲ့ပါပြီ ဖာကန်ကိုသွားဖို့အတွက်ဆိုရင်တော့နောက်ထပ်ရက်မဲမိုးကောင်းဘူတာမှာဆင်းရမှာပါမိုးကောင်းကနေမှကားဆိုင်ကယ်အစင်ပြာတစ်ခုခုကိုစီးပြီးတော့ကြောက်စိမ့်တိုက်လို့နမဲတွင်ရာဖာကန်ကိုဆက်ပြီးတော့သွားမှာပါငယ်လေးနှစ်ပေါင်း30ကျော်ပါနော် ဒီဥရုချောင်းပင်လမ်းမှာထိုင်နေတဲ့ဆက်လေတံတွေကြာတော့မြဝကျမောပဲမြာရောက်သွားတာလားလို့အမှတ်မှမိပါသေးတယ်။ဥရုချောင်းဘက်ကနေခွာပြီးတော့ဟိုဒီဒီလျှောက်သွားကြည့်တော့မှနေရာအနှံ့တူထားပြီးတော့မွားစာကျင်းနေတဲ့မြေသားနီနီတွေခုံတွေတုံတုံဆက်တံတွေကြာတော့မှဖားကန့်ကိုရောက်နေပြီဆိုတာသတိထားမိပါတယ်။ပါကန်စီတဲမှာတော့ဘယ်ချိန်ဖြစ်ဖြစ်လူစီပါတယ် မြန်မာနိုင်ငံရဲ့ရဲကရွေချက်မျိုးစုံနဲ့လာတဲ့သူတွေကျောဘွေးကိုစီလွယ်ပြီးတော့ point ဖက်နက်ကိုနောက်မှထားပြီးတော့ဥတီချက်ကိုစီနဲ့တထေးလောက်အိမ်မက်ဖို့အတွက်ဖားကတ်မှာမျောလင်းချက်ရှိတဲ့ပုံပါပဲတကယ်တော့ကြောက်တူးသမားတွေဟာလောက်ပန်းလောင်းတွေပါဆိုတဲ့တခြင်းကလည်းအဲ့ဒီခက်တွေအားခက်ဆန်းနေကြတယ်ထင်ပါတယ် ကျောက်တူဖို့ရေလောက်ွက်တွေရှိရောက်လာတယ်။ချဲရတော့ကျွန်တော်တို့ဒီဘတ်ဖိုးတွေပါတယ်မပေါ်ခင်တော့ကဒီလိုမျိုးလေးတွေတဲကြတာပေါ့နော်။ဒါဒါကုမ္ပဏီဝန်ထမ်းတွေတော့ဒါအချင်းလေးနေနဲ့ထမ်းပြီးတော့တင်ကြတာအခုကတော့ဘတ်ဖိုးလေးနဲ့ကုတ်ပြီးတော့တင်ကြတာပေါ့လေ နေနေမော်လာဟုတ်ရည်ငလာမီရိုက်နေတကယ်ရိုက်နေရအခုမြင်နေရတဲ့ကြောက်တူးဖို့ရေလောက်ကကတော့အစိုးရလိုင်စင်တဲ့ကုမ္ပဏီလောက်ကတွေဖြစ်ပါတယ်။မြေကျူးဆက်အကြီးပက်ဖိုးတွေမတုံးသေးတဲ့အချိန်ဆိုတော့လူဝင်အားနဲ့ပဲလောက်ကြတာပါ။ဘဝရိုးလိုမျိုးသမီးတွေဖို့တော့မရေရာတဲ့လောပန်းလောက်အိမ်မက်တာထက်ကုမ္ပဏီလောက်ကတွေမှာဝင်လောက်တာကလောက်ခလာစားပို့ပြီးတော့တည်ကြတာပေါ့။ အခုကတော့ဒီမှာဒူဝီသားကြောက်တွေကိုကြောက်စိမ့်ဟုံဖုတ်ရွေးမဲ့နေရာကိုပို့ရတာပါဒုက္ခလာသာတည်ကြတဲ့ဆိုပေမဲ့လည်းလုပ်ငန်းခွင်အန်တွေကတော့အမြဲတမ်းအနည်းဆုံးမှရှိနေတတ်ပါတယ်အခုတော့ဟိုဘက်ကလူတယောက်ထိခိုက်သွားတဲ့ပုံပါပဲ ဘာကံကိုရောက်တဲ့ကကြောက်ဆိုတာကံနဲ့လဲဆိုင်တယ်ကြောက်ဆိုတာနာမည်နဲ့လာတာဒီစကားတွေကခဏခဏကြားနေရတာပါဒါဆိုရင်ကင်မရာရိုက်တဲ့သူအတွက်ဆိုရင်ရောဒီမှာကျွန်တော်နာမည်နဲ့ကြောက်တွေပါရရှင်ရှိမှာပေါ့ကြောက်ဆိုတာနာမည်နဲ့လာတယ်ဆိုတာကတော့ဟိုရင်ထဲရှိတယ် ta yu chao dong yi ba ta o chao sain so yin no nen nen pa pa do sain ni ya ma bo di khle kao la da ga ma chao sain phin phin nai au ma ba ta le ta long blao na bian au ma le ta long sang na cha do bo အာနခုံးမယူဘောပတ်နေ

ီဘက်ကကြောက်သူတဲ့သူတွေလက်ကောက်ပုံသွင်းနေကြတာတွေ့တော့ကြောက်စင်းလက်ကောက်ပိုင်းသတိထားဆိုတဲ့နာမည်ကြီးတယောက်ကတော့သတိရမိပါတယ်။အပြင်ကပွဲစားတန်းမှာတော့ကြောက်တလုံးဈေးဆိုင်နေကြပါတယ်။သူတို့ကြောက်ကတော်တော်စိမ့်နေဆိုတော့ဈေးကောင်းလည်းရမှာပေါ့နော်။ကြောက်စင်းလက်ကောက်ပိုင်းသတိထားရုပ်ကံဇလန်းလေးကိုအကြည့်ဘူးတဲ့လူတွေကုန်းမမှာမှန်းနေပြီပေါ့။အဲကျွန်တော်တို့ငယ်ငယ်တုန်းကကျွန်တော်တို့ကကြည့်ဘူးလားမဟုတ် ီဘက်မှာတော့မြေစာပုံတော်တော်ကြီးကြီးတွေကိုတွေ့ရပါတယ်။မြေစာပုံဆိုတာကကုမ္ပဏီလောက်ကွက်တွေကအသုံးမဝင်တဲ့ကြောက်တွေကိုအမိုက်တွေပြန်လာပုံတဲ့နေရာပါ။မြေစာပုံတွေရဲ့အကြီးသေးကိုကြည့်ပြီးတော့ကြောက်လောက်ကွက်တစ်ခုရဲ့ကြောက်တူအားကိုလည်းအကျံမရဖြစ်ခံမနိုင်ပါလေ။အဲ့ဒီမြေစာပုံမှိုက်တွေတဲကမှကြောက်စိမ့်ဖြစ်နိုင်မဲ့တံပိုးရှိမဲ့ကြောက်တွေကိုလိုက်ရှာတဲ့သူတွေကိုတော့ဒီမဆေးသမားတွေလို့ခေါ်ပါတယ်။လောပန်းအိမ်မဲ့မကြတဲ့သူတွေပေါ့လေ။ဒီမဆေးလို့မပြောဘူး။လောပန်းအိမ်မဲ့မကြတဲ့သူတွေ တတိဘူးချာဒီဘက်ပိုင်းမှာတော့တနေ့တအလုတ်သိမ်းလို့ရေမိုးချိုးပြီးအိမ်ပြန်မဲ့သူတွေရှိတယ်လို့ ဒီလိုလက်ဖြစ်အောက်ဆီဂျင်ပေးပြီးတော့ချောင်းထဲကနေကြောင်းငုံနေတဲ့သူတွေကိုလည်းတွေ့ရပါတယ်။ကြောက်စင်းကတောင်တွေကနေရနိုင်တယ်လို့မြစ်ထဲကလည်းရနိုင်တယ်ဆိုတာဒီနေရာရောက်မှပဲကျွန်တော်သိပါတော့တယ်။ရေပန်ကြောက်တွေရှားတဲ့လူတွေပေါ့ ဈေးထဲမှာတော့အခုမှကြောက်တူဖို့အတွက်ဖားကန့်ကိုတက်လာတဲ့သူတွေလားကြောက်အောင်ပြီးတော့လောပန်းဖြစ်လို့ကိုပီကိုရွာကို ပြန်သွားတဲ့သူတွေလားအထုပ်တွေကိုစီလွယ်ပြီးတော့တုတ်တုတ်သွားနေတဲ့သူတွေကိုလက်ဖိတ်ဆိုင်တောက်တနေရကနေဇလန်းတစ်ခုလိုမျိုးကျွန်တော်ထိုင်ကြည့်နေမိပါတယ်လောက်ခံတေဂီတာကတော့လက်ဖိတ်ဆိုင်ဆောင်းပေါက်ကနေခတ်အောက်အုပ်ကလေးဖွင့်ထားတဲ့ထွင်းတဲ့အမေရင်တစ်ချင်ဖြစ်မှာပေါ့အလောင်းကြီးတို့ဒီပါတယ်